မန္တလေးတိုင်းထဲကငလင်ကြီးတန်အပြင်းထန်ဆုံးခံရတဲ့ရွာဟာဘုံအိုးရွာဖြစ်ပါတယ်။အင်းအပြင်းငလင်ကြီးလုခတ်တဲ့ချိန်ရွာကန်တွေဟာအင်းဇလန်ဘာသာဝင်များဖြစ်လို့ဝတ်ပြုစုတောင်းနေကြချိန်နဲ့တိုက်ဆိုင်လို့ဗလီတွေပြိုကျပြီးပိတ်မိသူ170တဦးသေဆုံးခဲ့ရတယ်လို့ဘုံအိုးရွာခံထံကသိရပါတယ်။ဘုံအိုးရွာဟာမန္တလေးတိုင်းအမရပူရမြို့ရဲ့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ရွာပါ။ ငလင်လုတ်ခတ်တဲ့ရက်မှာပဲလူသေးဆုံးမှုပမာဏ90ကနေ90ဦးခန့်ရှိပြီးဗလီငားလုံးထက်မနည်းပြိုကျလို့အထဲမှာအဆူအပြုံလိုက်ပိတ်မိကုန်ကြတယ်လို့သိရပါတယ်ဗလီပြိုလို့သေဆုံးသူထက်ကအချို့တွေမှာလွတ်မြောက်နေကြပြီးအထဲမှာကြံစီနေသေးတဲ့မိသားစုဝင်တွေကိုဝင်ကူရာကနေသူတို့ပါပါသွားပြီးအရေးအတွက်100နဲ့80တဦးအထိများသွားတာလို့သိရပါတယ်ဘုံအိုးရွာမှာလူသေးဆုံးမှုပမာဏအများများနေလို့ ဘဲဟိုးနဲ့မြေတူးပြီးအဆုအပြုံလိုက်တကြိုခဲ့ရတယ်လို့သိရပါဗျ။ငလင်လောက်ခတ်တဲ့ရက်မှာအဲ့ဒီနီနာရှိပလီငါလုံးထက်ကနှလုံးမှာအနေအကျဉ်းသာပျက်စီးပြီးကြံတဲ့သုံးလုံးမှာတော့မြေပုံထားတယ်လို့ပျက်စီးသွားတယ်လို့သိရပါဗျ။ငလင်ဖြစ်ပြီးနောက်ထိခိုက်သူတထောင်ဦးဝန်ကျင်လောက်စီပြီးပြမနာစေယုံနဲ့အခြားစေယုံတွေမှာကုသမှုတွေယူနေရတယ်လို့သိရပါဗျ။ဘုံအိုးရွာဟာအင်ချီပမာဏ3000ခန့်ရှိတယ်လို့သိရပါဗျ။ ငလင်ဖြစ်ပြီးနောက်ပိတ်မိသူတွေကိုကယ်ထုတ်ဖို့ဆက်တွေငားလို့ရပေမဲ့73စီရှာမရတော့အတော်ကိုခက်ခဲသွားတယ်လို့အသက်ဘေးလွတ်မြောက်နေသူတူဦးကပြောတာပါ ခုနောက်ဆုံးရရှိတဲ့သတင်းထဲမှာဘုံအိုးရွာကိုကုညင်ရေးအချို့ရောက်ရှိနေပြီးမြန်မာနိုင်ငံစစ်ကြေးအသင်းကစံမာရေးဆောက်ရှောက်မှုတွေပေးထားတယ်လို့သိရပါဗျာကျွန်တော်ကိုချစ်ပါ